မင်္ဂလာပါခင်ဗျာမလ9ရက်နေ့အတွက် VOA ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Israel တိုက်ခိုက်မှုတွေပြန်လည်စတင်မှာကတစားခန်းတွေကိုတပ်ပစ်မယ်လို့ဟာမကပြောဆိုလိုက်ပါတယ်။ Gaza ကမ်းမြောင်ဒေသကို Israel ကတိုက်ခိုက်မှုတွေအရှိန်မြှင့်လာပါကကြံရှိနေသေးတဲ့တစားခန်းတွေကိုတပ်ပစ်မယ်လို့ဟာမတ်စစ်တပ်ပြောဆိုခွင့်ရှိသူကကြာတာပရင်းနေမှာထုတ်ပြန်ခဲ့ပါတယ်။ ကြံရှိနေသေးတဲ့တည်ဆုံပြီးသားတစားခန့်တွေဒါမှမဟုတ်အသက်ရှင်သူတွေအားလုံးကိုလွတ်ပေးဖို့သမ္မတဒေါ်နယ်ထရန့်ကဟာမတ်ကိုအမိတ်ပေးပြီးနောက်ပိုင်းထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ဝင်းကြီးချုပ်ကသူ့တုတ်ပန်းတွေရဲ့အသက်တွေထက်နိုင်ငံရဲ့အကျိုးစီးပွားကိုဦးစားပေးလှုပ်ဆောင်နေတာကြောင့်သဘောတူညီချက်ကိုရှောင်လွှဲဖို့ကြိုးစားနေပါတယ်။တိမ့်ပိုက်သူဟာပြည်သူတွေပေါ်ရန်စားမှုတွေအရှိန်မြင့်ဖို့အမေရိကန်ကိုဆက်လက် တောင်းဆိုနေပါတယ်လို့ Ecosas တက်မရဲ့ပြောရေးဆိုခွင့်ရှိသူအာဘူယူဘိုင်ဒါကကြာတာပရင်းနေမှာပြောကြားခဲ့ပါတယ်။ အစ္စရေးရဲ့ချိန်ချောက်မှုတွေကသူတို့တွေကိုကြာဆုံးစေုံမကပဲသူတို့ရဲ့တုတ်ပန်းတွေကိုလွတ်ပေးဖို့တွန်းအားဖြစ်စေမှာမဟုတ်ပါဘူး။ဖြစ်နိုင်ရရှိတဲ့အခြေအနေအလုံးအတွက်ကျွန်တော်တို့အပြည့်အဝပြင်ဆင်ထားပါတယ်။ကျွန်တော်တို့ပြည်သူတွေပေါ်ရန်လိုမှုတိုးလာမယ်ဆိုရင်ရန်သူတုတ်ပန်းတွေကိုတက်ပြမှာပါလို့သူကပြောကြားခဲ့ပါတယ်။ထရန့်ဟာဟာမတ်တွေကိုဗုဒ္ဓုံးထဲမှာချိန်ချောက်ခဲ့ပြီးကြမ်းရှိနေသေးတဲ့တည်ဆုံးပြီးတစားခံနေတဲ့အသက်ရှင်လျက်ရှိသူအလုံးကိုချက်ချင်းလွတ်ပေးဖို့အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ အလုပ်ပြောင်းလုပ်ဖို့လွတ်တာအလုံးကိုအစ်ဆွေးကိုပို့ဝေးနေပါတယ်ကျွန်ုပ်ပြောသလိုမလုပ်ရင်ဟာမတ်အဖွဲ့ဝင်တယောက်မှဘေးကင်မှာမဟုတ်ဘူးလို့ထရန့်ကဆိုရှယ်မီဒီယာမှာချင်းချောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။ခေါင်းဆောင်မှုအတွက်အခုချိန်ကဂါဇာကိုထတ်သွားရမယ့်အချိန်ပါပဲ။မင်းမာအခွင့်အရေးရှိတော့မယ်။နောက်ပြီးဂါဇာလူတွေအတွက်လှပတဲ့အနာဂတ်တစ်ခုကစောက်ကြုံနေပါတယ်။ဒါပေမဲ့မင်းတစားကန်တွေကိုစဖန်ထားရင်တော့မင်းတည်သွားလိုက်မယ်။ထမျက်တဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါ။တစားခန်တွေကိုအခုပဲလွှတ်ပေးလိုက်ပါ။ဒါမှမဟုတ်နောက်မှပြန်ပေးရမယ့်ငရေဖြစ်လိမ့်မယ်လို့ထရန့်ကရှင်းသားခဲ့တာဖြစ်ပါတယ်။ ထရန့်ဟာ Oval Office မှာလွတ်မြောက်လာသူ၈ဦးနဲ့ဗိုလ်ုံးနစ်ကတွေ့ဆုံခဲ့ပါတယ်။သမရကသူရဲ့ခြေကွဲပွဲဇလန်းတွေကိုတေချာနားထောင်ခဲ့တယ်လို့သတင်းစာရှင်းလင်းပွဲအတွင်းအတွင်းမှု Caroline Lipik ကပြောကြားခဲ့ပါတယ်။တစားခဏနေအားလုံးကိုအိမ်ပြန်ဖို့ဖို့သူရဲ့ကြိုးပမ်းမှုအတွက်သမရထရန့်ကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ဂါဇာမှာတစားခဏ24ဦးထိကျန်ရှိနေတယ်လို့ယူဆကြောင်း Israel ဝန်ကြီးချုပ် Benjamin Netanyahu ကတနင်္ဂနွေနေ့မှာပြုလုပ်တဲ့အစိုးရအဖွဲ့အစည်းအဝေးမှာပြောကြားခဲ့တယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ လာမယ့်သတင်းပတ်အမေရိကန်ယူကရိန်းဆွေးနွေးပွဲဟာအတိတ်ပဲရှိလိမ့်မယ်လို့ဇလန်စကီကမျှော်လင့်ထားပါတယ်။အမေရိကန်ယူကရိန်းဆွေးနွေးပွဲကိုလာမယ့်သတင်းပတ်မှာ sorry အရေးပြမှာကျင်းပမှာဖြစ်တယ်လို့ယူကရိန်းသမ္မတဇလန်စကီက ပြောကြားခဲ့ပြီးဒါကအတိတ်ပဲရှိတဲ့တွေ့ဆုံမှုဖြစ်လာလိမ့်မယ်လို့မျှော်လင့်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အထူးတပ်တမစတီဝါကော့ကရုရှားယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ညှင်းချိန်အတွက်အမေရိကန်ဘက်ဟာမူပေါင်းကိုဆွေးနွေးလိုတယ်လို့ပြောကြားခဲ့ပါတယ်။ ပြည်ခဲ့တဲ့တောက်ကြနေကအင်ဖြူရောမှာဇလန်စကီနဲ့ထရန့်တို့ဟာလူသိရှင်ကြားထိတ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့ကြတာပါဒီကလာအတွင်းထရန့်ကဇလန်စကီဟာတိုက်ပွဲတွေအဆုံးသတ်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့ပြောကြားခဲ့ပါတယ်။ယူကရိန်းတွက်စီးရေးကူညီကိုအမေရိကန်ကခက်တရက်လိုက်ပြီးစီးရေးသတင်းမျှဝေမှုတွေကိုလည်းရပ်တန့်လိုက်ပါတယ်။ယူကရိန်းသမ္မတကအဲ့ဒီဖြစ်ရအတွက်နောင်လိုက်ရကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီးနိုင်ငံရဲ့အကြီးဆုံးစစ်ဘက်ဆိုင်ရာထောက်ပံ့သူဖြစ်တဲ့အမေရိကန်နဲ့ဆက်ဆံရေးကိုပြန်လည်ပြုပြင်ဖို့ကြိုးပမ်းခဲ့တာပါ။ ကြာတာပရင်းနစ်မှာဝက်စကော့ကထရန်ဟာဇလန်စကီစီကတောင်းမန်စကားနဲ့ဂျေဆုတင်စကားပါဝင်တဲ့စာတစောင်းကိုလက်ခံရရှိခဲ့တယ်လို့ပြောကြားခဲ့ပါတယ်ကျွန်တော်တို့ယူကရိန်းနိုင်ငံသားတွေနဲ့အတူလမ်းကြောင်းမှန်ဖို့ပြန်ရောက်ဖို့မျှော်လင့်ပါတယ်။အားလုံးပြန်ဆောင်ပါလို့ဝက်စကော့ကပြောကြားခဲ့ပါတယ်။ဇလန်စကီဟာငြိမ်းချမ်းဆွေးနွေးပွဲတွေမတိုင်မီလိုင်လျောမှုတွေပြုလုပ်ဖို့အမေရိကန်ရဲ့ပြင်းထန်တဲ့ပြားပေးမှုတွေကိုခံနေရပြီးသူဟာယူကရိန်းတွက်ခိုင်မာတဲ့လုံခြုံရေးအာမခံချက်ရရှိဖို့တွန်းအားပေးခံနေရတာလည်းဖြစ်ပါတယ်ခင်ဗျာ။ Reddit ပူးတွဲတည်ထောင်သူ Alexis Ohanian ဟာ TikTok ကိုဝေဖို့ကန့်လန့်မှုမှာပါဝင်နေခဲ့ပါတယ်။ Reddit ကိုပူးတွဲတည်ထောင်သူဖြစ်တဲ့ Alexis Ohanian ဟာ TikTok ကိုဗျော်မြောက်အကြံပေးသူဖြစ်ဝေဖို့ billionaire Frank McCaw ရဲ့ကန့်လန့်မှုမှာပါဝင်ခဲ့ပါတယ်။မကောရဲ့ internet စီယုံရေးတွတ်တရေးအဖွဲ့ဖြစ်တဲ့ project library ကယင်းနှစ်မြောက်နှံသူ Ohania ဟာ TikTok လေလံဆွဲသူများအဖွဲ့လို့ခေါ်တဲ့လုပ်ငန်းစုတစ်ခုနဲ့ပူးပေါင်းခဲ့တယ်လို့လည်းကြေညာခဲ့ပါတယ်။အခုကျွန်တော်ဟာ TikTok US ကိုဝယ်ဖို့ တရားဝင်စ조사နေသူတွေထဲမှာတူဦးဖြစ်လာပါပြီလို့ဦးဟနီယာကလူမှုကွန်ရက်မှာမလ၄ရက်နေ့တုန်းကပို့တင်ခဲ့ပါတယ်။သူရဲ့လေလံအောင်မြင်မယ်ဆိုရင် Project Library အဖွဲ့ကပြန်လည်ဒီဇိုင်းထုတ်ထားတဲ့ TikTok ရဲ့ကြိုးရုပ်အဖြစ်ဆောင်ရွက်သွားမှာဖြစ်ပြီးကိုရီးကိုရာလုံခြုံရေးနဲ့ Digital လွတ်လပ်မှုဟာရွေးချယ်စရာမဟုတ်တော့ဘဲအခြေခံအုတ်မြစ်ဖြစ်လာမယ်ဆိုတာသိချစင်မှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။မလ၃ရက်နေ့မှာ H အသုံးပြုသူတူဦးက TikTok ကိုဝယ်ယူပြီးရင်ဘယ်လိုခေါ်မှလဲလို့မေးမြန်းတဲ့အခါဦးဟနီယာက တက်တော့ Freedom Edition လို့ပြန်လည်ပြောကြားခဲ့ပါတယ်။ဇခင်သမရာဟောင်းဂျိုးဘိုင်တန်လက်မှတ်ရေးထိုးထားတဲ့ဖရယ်ဥရီမူချန်းအရာတက်တော့ဟာ၎င်းရဲ့တရုတ်အခြေစိုက်မီကင်ကုမ္ပဏီ Binance နဲ့အဆက်အသွယ်ဖြတ်ဖို့ဒါမှမဟုတ်ဇန်နဝါရီလ19ရက်နေ့မှာအမေရိကန်နိုင်ငံအတွင်းပိတ်ပင်ခံရမှာလည်းဖြစ်ပါတယ်။ဒါမဲ့ဇန်နဝါရီလမှာလက်မှတ်ရေးထိုးခဲ့တဲ့၎င်းရဲ့ပရမအစိုးအမှုဆောင်အမိတ်ခုမှာသမ္မတဒေါ်နယ်ထရန့်က TikTok အတွက်အဖြစ်တစ်ခုကို April အစောပိုင်းအထိရှာဖွေဖို့နောက်ဆုံးရက်ကိုတက်တန်းတူခဲ့တာဖြစ်ပါတယ်။စတန်ကျက်ဖွင့် Kevin O'Leary ပါဝင်တဲ့ Matt Cole ရဲ့လုပ်ငန်းစုဟာ American TikTok အတွက်ဒေါ်လာ20ဘီလီယံကို Biden စီကန့်လန့်ထားပြီးဖြစ်ပါတယ်။မကော့ကသူစိတ်ဝင်စားခဲ့ဘူးလို့ပြောပေမဲ့လည်း TikTok US ဟာဒီတက်အများကြီးပုံတံမှုရှိနိုင်တယ်လို့သုံးသပ်သူတွေကခန့်မှန်းထားကြပါတယ်။ TikTok ကိုထိန်းချုပ်ဖို့ကြိုးစားနေတဲ့ American Company တွေထဲမှာ Microsoft လည်းပါဝင်နေတယ်လို့ဇန်နဝါရီလမှာ Trend ကပြောကြားခဲ့ပါတယ်။ TikTok ကိုမျက်စိကျနေတဲ့အခြားသူတွေတဲမှာတော့ငြိမ်တုလုပ်ငန်း Free Flash AI ဟာ၎င်းရဲ့လုပ်ငန်းစုကို TikTok ရဲ့ US platform နဲ့ပေါင်းစည်းဖို့အပြင်အဖွဲ့အစည်းတင်မှာ US အစိုးရကိုအစု share တွေပိုးရဖို့လည်းအစုပြုထားတယ်လို့သိရပါတယ်။ employer.com ရဲ့တီထောင်သူ Jesse Tinsley လည်းပါဝင်တယ်လို့လည်းသိရပါတယ်။ video game platform ဖြစ်တဲ့ Roblox ရဲ့ CEO ပါဝင်တဲ့အစုအဖွဲ့တစ်ခုကလည်း TikTok အတွက် Binance ကိုဒေါ်လာ30ဘီလီယံကျော်ကမ်းလှမ်းနေတယ်လို့ Tinsley မှပြောကြားခဲ့ကြောင်းလည်းသိရပါဗျာခင်ဗျာကျွန်တော်ကိုထပ်ပါ